ပိုင်ဝန်းလေးတွေကတော့သူကမင်းကိုချစ်နေပါသေးတယ်တဲ့အဲအရင်ကမင်းနဲ့အဆင်ပြေခဲ့တဲ့အချိန်တွေချစ်ခဲ့ကြတဲ့အချိန်တွေကိုပြန်ပြီးတော့တတိယတန်းတားနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲဖြစ်နိုင်မယ်ဆိုလို့ရှိရင်အရင်တော့ကမင်းနဲ့ပြဿနာကြီးဖြစ်ခဲ့တဲ့နားလည်မှုလွဲခဲ့တာတွေအတွက်ကိုသူကပြန်ပြီးတောင်းပန်ခြင်းနဲ့အဲမင်းနဲ့ပြန်ပြီးတော့အဆင်ပြေခြင်းနဲ့ပေါ့နော် ပြန်ပြီးဆက်ခွင့်ရခြင်းနဲ့ဆိုတာမျိုးလည်းတွေ့ရပါတယ်ရှင်ပိုင်တူးလေးတွေကလည်းမင်းကို ချစ်နေပါသေးတယ်တဲ့ အဲ့လိုမျိုးချစ်နေတဲ့အတွက်ကြောင့်မလို့လေသူအခုချိန်မှာပေါ့နော်အရန်ခံစားနေရတဲ့အသေးကွေးနေရပေါ့နော်ဒါမဲ့အဲ့ဒီခံစားနေရတဲ့ဟာစုတယောက်တည်းပဲ တိတ်ပြီးတော့ခန်းစားလိုက်မယ်ပေါ့နော်မင်းနဲ့တော့ပြန်ပြီးတော့အဆင်မပြေချင်တော့ဘူးမင်းနဲ့တော့အတူပြန်မရှိချင်တော့ဘူးပေါ့နော်အမြန်ဆုံးချစ်ခဲ့တာကြီးမိပြီးသူလွမ်းနေတာကြီးမိပြီးတော့သူရုံထွက်ချင်နေတဲ့ပုံစံမျိုးမှာတွေ့ရတယ်ပေါ့နော်အာဒါပေမဲ့မင်းကိုတော့ချစ်နေသေးတယ်မင်းစီတော့ပြန်မလာချင်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ပြီးတော့မင်းအတွက်နဲ့လည်းသူအရန်ကိုခန်းစားနေရတယ်ဆိုတဲ့ပုံစံမျိုးကိုလည်းတွေ့ရပါတယ် ပိုင်ထရီလေးကြီးကတော့ "तू อ่ะမင်းကိုမချစ်တော့ဘူး"တဲ့။ "तू မင်းကိုမေ့ပြီးတော့နောက်ထပ်အချစ်သက်တည်းနဲ့ပျော်နေတဲ့သူဖြစ်နေပေါ့နော်။မင်းကတော့အရင်ကအမှတ်တရတည်းနဲ့အော်အရင်ကချစ်ခဲ့တာကြီးပြန်တတိယပြီးတော့တူထားခဲ့တဲ့နေရာလေးမှာပဲကြံနေသေးတယ်။အော်မင်းအတွက်ကတော့အချိန်ကြီးရက်တက်နေပြီပဲပေါ့နော်။ तू အတွက်ကတော့ပျော်ပျော်ကြီးနဲ့ရှေ့ကိုဆက်နေပြီ။နောက်လူတွေနဲ့ပျော်ရွှင်နေပြီပေါ့နော်။အဲ့တော့ပိုင်ထရီလေးကတော့အဲသူကမင်းကိုမချစ်တော့ပါဘူး။မင်းကိုမေ့သွားပါပြီနော်။